ားနဲ့ရှင်မင်းဘာဆောက်ဆင်နေလို့လို့ပြောလို့ရှင်မင်းတို့အာချောင်းမယ်ဟိုပါလေပြည်သူလူထုကိုဟိုခံမပြောနဲ့လို့ပါလို့အဲ့ပြည်သူလူထုကိုခံမပြောနဲ့ဘာညာပြောအောင်ဟိုလာစာယူနေရမဟုတ်ဘူးကြာလာလာစာယူနေရမဟုတ်လိုင်းကန်းလည်းမရအောင်ရိတ်ခါလည်းမရအောင်ဘာမှမရအောင်ဒဲပဲဟဲ့အောင်ဒဲပဲနော်ပြည်သူလူထုဆိုတဲ့လူလူထဲမှာငါတို့လည်းပါတယ်အဲ့တော့ထောက်ဖို့ရှိမယ်တော်လိုင်းရေးသမားရှိမယ်ဒါပဲရှိတယ်တော်လိုင်းရေးကာလမှာ ထောက်ဖို့ရှိမယ်တော်လိုင်းရေးသမားရှိမယ်ထောက်ဖို့ထောက်ဖို့လို့လို့တော်လိုင်းရေးသမားတော်လိုင်းရေးလက်နဲ့ကန်တဲ့ကောင်လက်နဲ့ကန်တယ်ကွာပတ်စံထောက်ထောက်ပတ်တဲ့ကောင်ထောက်ပတ်တယ်ကွာအဲနှစ်ယောက်တူတူပေါင်းပြီးတော့မှတော်လိုင်းရေးလို့တယ်ကွာဒါပဲရှိတယ်အခွင့်ထူးကန်လူရန်စားရလာမလို့နဲ့ငါတို့လည်းအခွင့်ထူးကန်လာမပေးနဲ့တော်လိုင်းရေးသမားတွေလည်းအခွင့်ထူးကန်လူအခွင့်ထူးခွင့်ပေးလို့ပျက်စီးတယ်အဲအထုအခွင့်ထူးကန်နေတဲ့နေရှင်တဲ့လူတွေကြောက်လဲငါတို့ကမှတ်ရမ်းရတယ်သဘောပေါက်လား နော်အဲ့လိုမျိုးတွေဟိုမပြောနဲ့ငကားတို့ line မလွင်းနဲ့အားပေးတယ်တို့ပါတို့ဟိုလီးစကားတွေကွာငါတို့အားလာကွာအားလာဝင်လို့လာခုတ်အာဟိုလီးစကားတွေမင်းတို့ကဟိုအားပေးတယ်နော်အားပေးတယ်နော်ဆိုပြီးတော့ကိုဖင်ကိုစီဆော့ပါကြီးပဲရမယ်ငါလုံးမအခြေခံစစ်တင်တဲ့အရင်လာတက်လိုက်အောင်အခြေခံစစ်တင်တဲ့အောင်ပြီးတော့မှမင်းဆောက်ကြီးဆောက်ကြဲအရင်ပြောအခြေခံစစ်တင်တဲ့တက်ရင်ငါအတင်တဲ့ဟိုနှစ်ပတ်မပြည့်ဘူးထွက်ပြေးမဲ့ကောင် အဲ့လိုအဲ့လိုအဲ့လိုအာချောင်းတဲ့ကောင်နဲ့တင်တဲ့နှစ်ပတ်မပြည့်ဘူးသေးတာဖက်ပြေးမဲ့ကောင်နဲ့ဟိုပဲကောင်လေးစောစောကြာဟေးစောစောကြာပြီးတော့မှဟိုတခါမှမရဘူးတဲ့စော်ဟိုမင်းမမွေးခင်တည်းကသေသွားတဲ့အဖော်လွမ်းပြီးတော့ကျွန်တော်အဖော်လုတ်ချင်းချင်းလို့ပါကျွန်တော်ကောင်မလေးကအိမ်ပြန်ခေါ်လို့ပါဆိုပြီးတော့ဟိုတခါမှမရဘူးတဲ့စော်ဟိုမင်းမမွေးခင်တည်းကသေသွားတဲ့အဖော်တော်လွမ်းပြီးထိုင်ကုန်နေမဲ့ကောင်မင်းကျန်တော့မပြောတော့နဲ့ဇာရှိရင်လာဖင်မရဇာရှိရင်လာရောဖင်မရနဲ့ ်အားလုံးကအာမချောင်းနဲ့ပါဝင်မလောက်ဖွင့်ပါမှာနှစ်ခုပဲပြောတစ်ခုမှမပါနိုင်ဘူးဆိုစကားစားပေါ်တာဆွဲတာလိုက်သွားလိုက်တက်ပွဲထဲမှာတွေ့မယ်အာမချောင်းနဲ့နော်အာမချောင်းနဲ့ဒီနေ့မင်းတို့ကနှိတ်ကုတ်ဖို့လာတာသွားတယ်တကောင်ပါပြောရဘယ်ခွေးတယ်ကောင်အာချောင်းတာဟမ်မင်းတို့ခွေးထဲမှာတော့ဆော့ရုပ်ဆိုးတဲ့ခွေးတွေငါတို့မွေးထားတဲ့ဟိုဝိုင်းချစ်ဆိုးတဲ့ခွေးလေးကမင်းတို့ရဲ့ချစ်စရာကောင်းတယ် တင်းသားတိုင်းမှာတော့ကျမ်းနေပြီကိုစိစစ်လာကူးဆိုင်ပါတဲ့ကျေးဇူးတင်တယ် brother ကျွန်တော်တက်ညီလက်ညီကျမ်းမယ်เนาะနေရာတကာမှာကျမ်းနေတာပဲဒါမှစစ်စင်ရေးပြီးမှဟိုပြောတာနဲ့ဗာနဲ့နည်းနည်းတော့ကွာချက်ရှိတာပေါ့နော်တူတူကျမ်းမယ်เนาะမင်္ဂလာပါကျွန်တော်တို့ကအခုကမင်းတို့အပြင်လဲဆိုတဲ့ကမ်ပိန်းလုပ်နေရပါတော့ အကံပိတော့ရံမုံငွေပါဝင်ကြပါပါဝင်ကြပါရံမုံငွေပါဝင်နိုင်ပါတဲ့ကျေးဇူးတင်ပါတယ်လို့လုံးဝမပြောပါဂျဲဆစ်ဆိုကြ PDF အကောက်ပေးမှလာဝင်လာပါဝင်တဲ့သူတွေအကုန်လုံးကိုဂျဲဆစ်ဆိုကြ PDF ပေးကနေကျေးဇူးတင်ပါတယ်လို့စာမပို့နဲ့လို့ကျွန်တော်ပြောထားပြီးသားစာမပို့နဲ့ကျေးဇူးတင်တယ်လို့ဒါပေမဲ့တခုပဲပို့လိုက်အရေးတော့ဘုံအောင်ရမည်ဆိုတဲ့စာပဲပို့လို့ကျေးဇူးတင်ပါတယ်စာမပို့နဲ့ ျွန်တော်ပြောထားတယ်ဘာဖြစ်လို့လဲကျွန်တော်တို့ခွင့်ထူးခံလူတန်းစားအဖြစ်တတ်မှတ်တဲ့အခါကျွန်တော်တို့ကဘဝင်မြင့်အဲ့ပြည်သူလူတို့ကယေရှုတင်တယ်လို့ပြောတဲ့အခါယေရှုရှင်ဖြစ်ခြင်းတယ်အဲ့မှာသာသနာမဖြစ်တော့ကျွန်တော်တို့ကလွတ်လပ်ရေးရနေတာမဟုတ်ဘူးကျွန်တော်တို့ကနိုင်ငံတော်ရဲ့တက်မတော်လုပ်နေတာမဟုတ်သေးဘူးနိုင်ငံတော်ရဲ့တက်မတော်အဆင့်လည်းမရှိဘူးနိုင်ငံတော်ရဲ့အစိုးရအဆင့်လည်းမရှိဘူးပြည်သူလူထုစစ်တပ်အစိုးရဆိုပြီးတော့မှခွဲခြားရမယ့်အချိန်မှာ ယနေ့အချိန်မှာမရောက်သေးဘူးကျွန်တော်တို့ဒီပြည်သူဖြစ်တယ်အာနာရှင်ကိုမကြိုက်လို့တော်လန်တဲ့ထဲကလက်နက်ကန်ပြည်သူဖြစ်တယ်ခင်ဗျားတို့ကထောက်ဖို့ပြည်သူဖြစ်တယ်ပြည်သူအစိုးရဖြစ်တယ်ဒီ၃ရက်ကလွတ်လပ်ရေးမရမချင်းအာနာရှင်စနစ်အောက်ကမလွတ်မြောက်မချင်းကျွန်တော်တို့ကပြည်သူပဲဖြစ်တယ်ခင်ဗျားတို့ကယေရှုရှင်မဟုတ်ဘူးကျွန်တော်တို့ကယေရှုခံမဟုတ်ဘူးကျွန်တော်တို့ကလက်နက်ကန်ဆွဲကန်တော်လန်လို့ဟိုအရာရာမှဟိုတာစီးနေတဲ့သူမျိုးမဟုတ်ဘူးအစိုးရကလည်းအဲ့လိုပဲ အယူကြီးရလဲသူကလဲတော်လန်ရေးကိုဥဆောင်နေတဲ့တော်လန်ရေးတက်ဦးအစိုးရဖြစ်တယ်ကျေးဇူးရှင်မဟုတ်ဘူးမားရင်မားတယ်ကျွန်တော်တို့ကပြောရမှာပဲမှန်မှန်တယ်ကျွန်တော်တို့ကထောက်ခံရမှာပဲအဲကျွန်တော်တို့ကအယူကြီးရဲ့ရှေ့မှာလဲသူတို့ထိလာမဲ့ကြည်စံတွေကိုရင်ကော့ပေးပြီးတော့မှရှိဖို့လဲအစင်သေးလဲဖြစ်ရမယ်သူတို့အားနေတဲ့ခါသူတို့ရိုင်နေတဲ့ခါသူတို့တွန်းဖို့လဲအစင်သေးဖြစ်ရမယ်ဒီနေ့ရက်နဲ့ကျွန်တော်တို့ကဒီလက်နက်ကင်နဲ့အစိုးရနဲ့အပြန်အလှန်ထိန်းချောင်းရမယ်အဲလူတို့ထောက်ဖို့လူတို့ကလဲ အဲဒါမျိုးပဲလုပ်ရမယ်ဟိုမင်းတို့ကစစ်သားတွေငါတို့ကပြည်သူတွေဟိုကအစိုးရတွေကျေးဇူးရှင်ကျေးဇူးခံကျေးဇူးစားတွေဆိုတာက အာဏာရှင်စနစ်အောက်ကမလွတ်မြောက်မချင်းမရှိဘူးကျွန်တော်ကတော့လိုပဲမြင်တယ်အဲကျွန်တော်ကတော့နည်းနည်းရိုင်းတဲ့သဘောတရားမှာတော့တချို့မြင်ကောင်းမြင်လိမ့်မယ်အဲ့တော့ဂျေဆစ်ဆိုရာ PDF ပေးရနေပြီးတော့နောက်ပိုင်းလာလူတဲ့သူတွေကိုကျွန်တော်ပြောလိုက်မင်းတို့ဒီဗနာရေးရှာဖွေတဲ့ဗနာရေးအဖွဲ့တွေပေါ့နော်ဟိုဘယ်လိုလဲဂျေဆစ်တင်ပါတယ်လို့ပြန်မပြောနဲ့လို့ ဘာဖြစ်လို့လဲကျေးဇူးရှင်ငါတို့ကဒီဟာကိုထောက်ပံ့လိုက်ရတဲ့အတွက်ကျေးဇူးရှင်တွေဖြစ်သွားတယ်လို့တခါတခါတချို့လူတွေကကိုယ့်ကိုကျေးဇူးရှင် ဖြစ်ဖြစ်နေတယ်လို့ခံစားပြီးတော့ဟိုပြည်သူလူထုကိုမင်းတို့ပြန်မစဲနဲ့လို့ဘာလို့ညာလို့စောက်ပုတ်စကားရေဟိုလာပြောတာတွေရှိလို့အဲ့တော့ကျွန်တော်တို့ကပြောချင်တာကခမရုတ်ဒီတော်ထောက်ပို့တော်တော်လိုင်းရေးသမားကျွန်တော်တို့ဒီလက်နက်ကန်တော်တော်လိုင်းရေးသမားအေးအစိုးရဒီ နိုင်ငံရေးစုဖွဲ့မှုနဲ့စုစည်းမှုစုဖွဲ့မှုအားကောင်းလို့တော့တော်လိုင်းရေးသမားဖြစ်တယ်ကျွန်တော်တို့အားလုံးကအတူတူပဲအပြန်လန်ကျေးဇူးတင်မခံခြင်းနဲ့တော်လိုင်းစုကြည်ပြောတဲ့စကားကိုကြားဘူးလားမသိဘူးကိုယ့်ကိုကျေးဇူးကျွန်တော်ကတော့ဒါလေးလှုပ်ပေးလိုက်တယ်နော်ဆိုပြီးတော့မှပြောတဲ့သူတွေကသူသိကြောက်တာတဲ့ဘာဖြစ်လို့သူတို့ရဲ့ကျေးဇူးကိုမှတ်ထားပြီးတစ်ချိန်ကျေးဇူးပြန်ဆက်နေရမှာဆိုလို့တဲ့တော်လိုင်းစုကြည်ကပြောတယ်အားကြောင့်မို့ကျွန်တော်လည်းစိတ်မဆိုးနဲ့ထောက်ပံ့တဲ့ပြည်သူအားလုံးကိုကျေးဇူးတင်ပါတယ်လို့ကျွန်တော် အရင်တော့ပြောမိတယ်နောက်ပိုင်းကျွန်တော်ပြန်မပြောတော့ဘူးဘာဖြစ်လို့လဲခင်ဗျားတို့ကယေရှုရှင်လို့ထင်သွားပြီးတော့မှဟိုကိုယ့်ကိုယေရှုခံလို့တွေးနေမှာဆိုလို့နော်ကျွန်တော်တို့ရဲ့စိတ်သက်တွေကိုခင်ဗျားတို့မဖြတ်စည်းနဲ့ကျွန်တော်တို့တကွေမဖိုးတွေလာမပေးနဲ့ကျွန်တော်တို့ရှိတာနဲ့ပဲစားမယ်အဲခင်ဗျားတို့လည်းထောက်ပံ့ရတယ်ဆိုပြီးယေရှုရှင်လို့ကိုယ့်ကိုမတတ်မှန်နဲ့နေရာတကာမပါခြင်းနဲ့ကြီးတဲ့နေရာတိမကြီးတဲ့နေရာမတိနဲ့ဟီဟာလို့ရမယ့်နေရာမှာဟီဟာလို့ဟီဟာမလို့ရမယ့်နေရာမှာဟီဟာမလို့နဲ့ အဝေဖန်မစောနဲ့တချို့ EAO တွေကိစ္စတွေခင်ဗျားတို့ဝေဖန်မစောနဲ့ကျွန်တော်တို့ဒီလူဟုတော်လိုင်းရေးကြမှာတော်လိုင်းရေးလှုပ်ဖူးတဲ့ကျွန်တော်တို့ရဲ့ပြည်သူတချို့ဟာ290နှစ်50နှစ်30လှုပ်လာတဲ့တချို့တော်လိုင်းရေးအစုအဖွဲ့တွေရဲ့နားမလည်နိုင်တဲ့နိုင်ငံရေးအရှုပ်ထွေးတွေပေါ်မှာခင်ဗျားတို့ဟာအလုံးအကျုံဝေဖန်ထောက်ပြမှုတွေလှုပ်ခြင်းအဖြစ်ခင်ဗျားတို့မသိတဲ့ဝေဖန်ထောက်ပြမှုတွေအားလှုပ်ခြင်းအဖြစ်မြေပြင်မှာရှိတဲ့ကျွန်တော်တို့အတူအတူတူရင်ဆိုင်နေရတဲ့သူဟာတော်တော်လေးကိုခက်ခဲဖြစ် အဲ့တော့တခုပဲအာနာရှင်စနစ်အောက်ကလွတ်မြောက်ခြင်းလဲဆိုရင်ထောက်ပို့လို့အဲထောက်ပို့လို့တဲ့နေရာမှာဒီတက်ကိုကိုယုံနေဆိုရင်လုံမယုံဆိုမလုံနဲ့ရှင်းရှင်းလေးပဲရှင်းရှင်းလေးပဲတော့အာနာရှင်စနစ်အောက်ကလွတ်မြောက်ခြင်းလဲဆိုရင် ထောက်ပို့လို့ကျွန်တော်ပြောပြခြင်းနဲ့ဗျာအဲ့ဒီကိစ္စနဲ့ပတ်သက်ရင်ကျွန်တော်အများအားစိတ်ခံစားချက်ဖြစ်တယ် ဆရာမပြောလိုက်လို့ကျွန်တော်တတိယတော့အများအားစိတ်ခံစားချက်ပြတ်ပါလဲဆိုလို့ကျွန်တော်ရဲဘော်တွေဟိုဒဏ်ရာရတိုင်းဒဏ်ရာရတိုင်းမှာကျွန်တော်တို့စိတ်ခံစားချက်ဖြစ်တာပေါ့ဘလို့စိတ်ခံစားချက်ဖြစ်လဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီတော်လိုင်းအင်အားစုရဲဘော်တွေထဲမှာပေါ့နော် engineering ပညာတက်ကြွတဲ့ရဲဘော်တွေလည်းပါတယ်ပြီးလို့ရှိလို့ရှိရင်ဒီဘယ်လိုပြောမလဲ management အပတ်နဲ့ပတ်သက်တဲ့ ဒီ management နဲ့ပတ်သက်တဲ့ဆိုလို့ရှင်တော့တက်ကြွတဲ့သူလည်းပါတယ် NCCI ပြီးထားတဲ့သူတွေလည်းပါတယ်အဲပြီးလို့ရှင်လို့ရှင်ဒီတမဝါယာမ college တွေလည်းပါတယ်ဒီအခြေခံဝိဆာသိပ္ပံတက္ကသိုလ်ကျောင်းသားတွေလည်းအများကြီးပါတယ်အဲ့လိုမျိုးတွေအများကြီးပါကြတယ်ပေါ့ပြီးလို့ရှင်လည်းတကယ်ပတ်စံရှိတဲ့တထေးသားသမီးတွေလည်းပါကြတယ်ကျွန်တော်တို့ဒီရဲဘော်ရဲဘက်တွေထဲမှာပေါ့နော်လူရန်စွာအလွာအများကြီးပါတယ်ပေါ့နော်အဲ့လိုမျိုးပေါ့ဆရာဝန်ပညာပြီးကျောင်းဆရာတွေဆိုလည်းပါတယ် ចောင်းសៀរនេះဆိုတော့ကျွန်တော်យုံးมาဆိုရင်လည်းဒါចောင်းសៀរតាយ៉ាងရှိတယ်ဒါយ៉ាងយုံးយုံးมาលោកနေတာបងចောင်းសៀរនេះအဲ့ဒီထဲမှာမှာបាលဲဆိုဒီសេពញ្ញាណេបែមកရှိတယ်အဲကျွန်တော်တို့ញីកុំនំរីយ៉ាតលានយីมาបារတော့តកែហូអាណេတယ်បងเนาะကျွန်တော်ရဲဘော်တန်ရရတိုင်းမှာကျွန်တော်ဝမ်းနေတယ်စိတ်လည်းမကောင်းလဲအများကြီးဖြစ်တယ်ဘာဖြစ်လို့လဲဆိုကျွန်တော်တို့အတွက်ဆရာဝန်တွေကရန်ရှာပါတယ်အဲကျွန်တော်တို့နေတဲ့စစ်တေတာအထဲမှာမှာကျွန်တော်တို့နေတဲ့နေရာဆိုလို့ရှိရင်အရန်ကိုဘေးကျန်နန်ကျက်ဖြစ်တဲ့နေရာပေါ့နော်တိုက်ပွဲတစ်ခု ကြည်ကြီးကျွန်တော်တို့တိုက်ပွဲကြည်ကြီးမမဖြစ်သွားပြီးတဲ့နောက်မှာကိုဘက်ကအပြင်းထန်တန်ရန်ရသွားပြီဆိုလို့ရှိရင်အရန်ကိုကူကခတ်တာပေါ့နော်အရန်ကိုကူကခတ်သွားလို့လာလို့ပို့လို့ဆောင်ကအရန်ခတ်တာပေါ့နော်အဲ့လိုမျိုးမှာမှာပြီးလို့ရှိရင်ဒီဒေသခံဆရာဝန်တွေလည်းအကုန်လုံးထွက်ပြေးမရှိတော့တဲ့အချိန်မှာကျွန်တော်စီဒီယန်ဆရာဝန်တွေရဲ့အခန်းကဏ္ဍကတရင်တက်ဖွဲ့တွေမှာအတူရှိနေစေချင်တာပေါ့အဲ့တော့တခါလေကျွန်တော်ရန်ပောက်ခွဲတယ်ဆိုတာဒဏ်ဒဏ်ရရဲဘော်ရှိတယ်ဥမာကျွန်တော်ရှိမှာဗျာလူရဲဘော်တထောင်ရှိတယ်ပဲထားပါဆို တထောင်မှာဆရာဝန်တယောက်တောင်မပါဘူးပေါ့တထောင်ရှိရင်တော့ဆရာဝန်တယောက်မပါဘူးနှစ်ထောင်ရှိရင်တော့ဆရာဝန်နှစ်ယောက်မပါဘူးအဲ့တော့ပြလူကြီးအချိုးကျနဲ့တွဲကြည့်မယ်ဆိုလို့ရှိရင်အလာအသီးသီးကလူတန်းသားဘောင်းဆောင်ကပေးဆက်နေကြတယ်ဒီတိုင်းပြည်ပြန်လဲဖွံ့ဖြိုးဖို့နော်အနာဂတ်နိုင်ငံတော်ဖြစ်တည်ရေးမှာပေးဆက်နေကြတယ်အဲ့ဒီမှာဒီစေပညာအတိုင်းဝိုင်းမှာရှိတဲ့သူတွေကပါဝင်မှုအားနည်းတယ်လို့ကျွန်တော်မြင်တယ် သူတို့တကယ်လို့စီရီယံလုတ်ပြီးလာခဲ့ရင်တော့သူတို့မဲဆောက်တို့ဘန်ကောက်တို့ချင်းမိုင်တို့အဲ့ဒီမှာပဲသူတို့နေကျင်ကြတယ်တော်ထဲမှာကျွန်တော်တို့နဲ့အတူတူမနေနိုင်ကြဘူးဟိုကျွန်တော်နှိမ်တာတော့မဟုတ်ဘူးဗျာစီပွားရေးတမားတယောက်ထက်ဘသူမှပို့ပြီးတော့မှမစီပွားရေးတမားပတ်စံရှိလို့စီပွားရေးတမားတယောက်ကဒီဒါပညာကုံဆိုတော့လူတိုင်းရှိတာဗောဗျာအဲ့ဒီစကားလည်းပြောရခက်တယ်ဗျာပညာကုံဆိုတော့ရှိကြတာဗောနော် အဲ့တော့ကျွန်တော်တို့ဒါစီးယုံထောင်တဲ့စီးပွားရေးသမားတယောက်ဖြစ်ခဲ့တယ်ဆိုရင်ဆရာဝန်ဆိုတာလဲစီးပွားရေးသမားတယောက်ထောင်တဲ့စီးယုံမှာလာပြီးတော့မှသူဆရာဝန်လာလို့ကမှာပဲအဲ့တော့ငါသမားကုံထိတယ်ဘာဖြစ်တယ်ညာဖြစ်တယ်ဆိုပြီးတော့မှမမာနထားပြီးမလာခြင်းလဲရတယ်ဒါပေမဲ့အများစုသောဆရာဝန်အစ sorry ဗျာကျွန်တော်အဲ့ဒီအကြောင်းလေးမပြောတော့ဘူးဗျာကျွန်တော်တဲ့ပဲပြောတော့မယ်ဒီစေပညာနယ်ပယ်မှာ အလုံးလုံးနေတဲ့ဈေးပညာနယ်ပယ်မှာရှိတဲ့တခြားသောကျွန်တော်တို့လူလောကမှာနယ်ပယ်အသီးသီးရှင်ရှင်တန်ကြတယ်ပေါ့ဗျာဟုတ်လားဈေးပညာကတော့ဈေးပညာပေါ့ engineering ပညာဈေးပညာဒီပညာအဲចောင်းဆရာတွေចောင်းဆရာမတွေပြီးလို့ရှင်တော့ workshop လုပ်တဲ့သူတွေအလွာအသီးသီးလာကြတယ်အလွာအသီးသီးသောသူတွေကတူတူတန်တန်ချင်းချင်းခံကြတယ်ဒါပေမဲ့ဈေးပညာနယ်ပယ်ရသူတွေကတော့ ျွန်တော်တို့နဲ့အတူတူလာပြီးချင်းချင်းခံတဲ့သူကတော်တော်နည်းတယ်ပေါ့နော်ကျွန်တော်ကျွန်တော်ကအဲ့ဒီစိတ်ခံစားချက်တော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 ်လေးကိုဖြစ်တယ်ဘာဖြစ်လို့လဲဆိုတော့ရဲဘော်တယောက်တန်ရရတိုင်းမှာလေကျွန်တော်တော်တော်လေးကိုပောက်ကွဲတယ်အဲ့ဒီစေပညာနယ်ပယ်ရလူတွေကိုသိတာအားကြောင့်မို့ကျွန်တော်လေးပညာရေးအဲကျမရေးဝင်ကြီးဒေါက်တာဇော်ဝေစိုးကိုကျွန်တော်လေးတခါတော့ကကျွန်တော်လိုက်လွင်တော့ကကျွန်တော်ကိုဆောက်လို့ကိုလှုပ်လို့ကျွန်တော်မမတ်ရရင်ပြောဘူးလေဘာဖြစ်လို့လဲသိတာရဲဘော်တွေကတန်ရရသွားလို့ရှိလို့ရှင်လေတကယ် တက်ကြွတဲ့လေဈေးပညာရှင်တွေမရှိဘူးအဲ့ဒါဘာဖြစ်လို့လဲဆိုပညာကျမ်းမာရေးဝန်ကြီးဌာနရဲ့အားနည်းချက်ကျမ၏ဝင်ကြီးဌာနကသာဒီစီးပညာနယ်ပယ်ရလူတွေကိုစနစ်တကျစုဆောင်းနိုင်တယ်စနစ်တကျတရင်တဖွဲ့တွေကိုပို့ဆောင်နိုင်တယ်ဆိုလို့ရှိရင်တချို့မတည်သင့်တဲ့ရဲဘော်တွေမဖြတ်တောက်သင့်တဲ့ရဲဘော်တွေအများကြီးပဲသို့တော်ဒီစီးပညာနယ်ပယ်အားနည်းမှုကြောင့်မဖြတ်တောက်သင့်ပဲဖြတ်တောက်လိုက်ရတယ်မတည်သင့်မတည်ဝါတာတွေအပုံကြီးပဲသွေးထိန်းထားနိုင်သွေးထိန်းထားနိုင်လောက်ရင်တော့မှ အသက်ရှင်နိုင်တဲ့အသေးအမွားလေးတောင်ဟိုမလုံနိုင်တဲ့အတွက်ကြောင့်မို့ဟိုကြဆုံသွားတဲ့ရေပေါ်တွေအများကြီးရှိတာ။ငါကြဆုံသွားတဲ့ရေပေါ်အများကြီးရှိတယ်။အဲ့တော့ကျွန်တော်ပြောရမယ်ကျွန်တော်တို့ရဲ့မြမလူအဖွဲ့အစည်းမှာရှိတဲ့ဈေးပညာနယ်ပယ်မှာရှိတဲ့သူတွေကကိုယ့်ကိုယ်ရွှေစွန်းကြိုက်ပြီးတော့မွေးဖွားလာပြီးတော့မှတော်ရဲမှာတူတူတန်တန်နော်ဒီမိုကရေစီကိုလည်းချစ်မြတ်နိုးတယ်အမှန်တရားကိုလည်းသိတယ်လို့ပြောနေရတဲ့ဒါနဲ့ကျွန်တော်တို့နဲ့တသေးတဲ့တသားတဲ့ လာမရင်ဆိုင်တဲ့သူတွေများနေတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ရဲဘော်တွေကမလို့အဖက်နဲ့အသက်ဆုံးရှုံးနေရတယ်။အဲ့တော့ကျွန်တော်တို့ကဘလို့ပြန်လို့ရလဲဆိုတော့အခြေခံစစ်တင်နန်းတွေအခြေခံစစ်ပညာတင်နန်းတွေပြန်ဖွင့်ပြီးတော့မှဟိုအဆင်ပြေသလောက်ညံမီသလောက်လောက်ကင်နေရတာပေါ့။နော်ဖြစ်နိုင်လို့ရှိရင်တော့ကျွန်တော်ဖိတ်ခေါ်ခြင်းနဲ့စစ်ပညာနယ်ပယ်ကလူတွေလည်းလူပါပဲ။နော် မွေးမွေးတွေကနေချမ်းသာပြီးမွေးလာတဲ့ကောင်တွေမွေးတွေကနေပြပြစုံစုံ ဒုက္ခဆိုတာဘာမှမသိတဲ့မွေးလာတဲ့ကောင်တွေတောင်လူထုလိုအပ်ချက်ကြောင့်တောထဲမှာဒုက္ခရောဒုက္ခရောအတူတူလာရင်ဆိုင်နေတဲ့သူတွေရှိတယ်အဲ့ဒီထဲမှာစေပညာနယ်ပယ်ကလူတွေကတော့အရန်နဲနေသေးတယ်အဲ့တော့ခင်ဗျားတို့တောထဲမှာကျွန်တော်တို့ PDF တွေနဲ့အတူတူလာရင်ဆိုင်ဖို့ဖိတ်ခေါ်တယ်ခင်ဗျားတို့အမှန်တရားကိုလည်းသိတယ်တစ္ဆာတရားကိုလည်းနားလည်တယ်ဟုတ်လားဒီအာနာရှင်ရတိုင်းပြည်မှာအနိုင်အနိုင်ကျင့်ဖို့ကြောက်အုပ်ချုပ်နေတယ်ဆိုတာကိုလည်းခင်ဗျားတို့သိတယ် သို့တော့ခင်ဗျားတို့တက်တာရေတက်တာရတက်တာအကြောင်းနေဖို့ကိုယ့်ရဲ့အတ္တကိုရှည်တမ်းမတင်နဲ့ခင်ဗျားတို့တက်အပ်ထားတဲ့ပညာအတိတရားတွေနဲ့ခင်ဗျားတို့လုံဆောင်ချက်တွေကလိုအပ်ချက်ရှိနေသေးတယ်လို့ကျွန်တော်ကတော့မြင်တယ်အဲ့တော့စေပညာနယ်ပယ်ရလူတွေကျွန်တော်တို့နဲ့အတူတူเนาะရင်ဆိုင်ဖို့ကျွန်တော်ဖိတ်ခေါ်ချင်တယ်ကျွန်တော်တို့လည်းပညာတက်ရင်တက်တော့ကျွန်တော်တို့လည်းလေးလေးစားစားဆက်ဆံပါပါယူယူတည်တည်ဆက်ဆံပါပါဟိုကျွန်တော်တို့ရဲဘော်တွေရဲ့အသက်ကိုကယ်တင်တဲ့သူဆိုလို့ရှိရင် ကျွန်တော်တို့ ဟိုဖူးဖူးမှုတ်ထားမှာပါမမဟိုဖူးဖူးမှုတ်ထားမှာပါခင်ဗျားတို့ဘဝမှာလူကျင်တာဖြစ်ကျင်တာစားကျင်တာကျွန်တော်တို့မစားရရင်တော့ခင်ဗျားတို့ရဲ့ပညာရည်ချင်းပေါ်မှာကျွန်တော်တို့လေးစားပြီးတော့မှကျွန်တော်တို့လုပ်ပေးမှာပါဒီတာဒါပေမဲ့ခင်ဗျားတို့ကကျွန်တော်တို့နိုင်ငံသားတိုင်းရင်ဆိုင်နေရတဲ့ဒုက္ခမှာခင်ဗျားတို့ပြည်စေပညာအဖွဲ့အစည်းရလူတွေကအရန်ရှောင်ဖယ်ကြတာပဲခင်ဗျားတို့ စီရီယံလောက်ကြတယ်ခင်ဗျားတို့ဩစတြေးလျသွားဖို့မျှော်မှန်းချက်အများဆုံးခင်ဗျားတို့စိတ်ပညာနယ်မြေကလူဟိုလူတွေပဲပြီးလို့ရှင်ဟိုလာတယ်မဲဆောက်မှာသွားနေခြင်းတယ်ခင်ဗျားတို့စိတ်ပညာနယ်ပယ်ကလူတွေပဲအဲ့တော့ကျွန်တော်ပြောချင်တာနော်ဒီဟိုဘယ်လိုပြောရမလဲဒီတော်တော်စောဝေဆိုးတို့ဘာတို့လဲကျွန်တော်ပြောရမလဲဟိုယာတို့ဒီယာတို့အများကြီးမယူနဲ့ခင်ဗျားပညာရေးဆိုပညာရေးလို့ကျမ်းမာရေးဆိုကျမ်းမာရေးလို့အဲ့တော့ ကျမ်းမာပညာရေးကိုပညာရေးလို့ကျမ်းမာရေးဆိုကျမ်းမာရေးလို့ကျမ်းမာရေးနယ်ပယ်မှာလုပ်နေတယ်ဆိုရင်လည်းကျမ်းမာရေးနယ်ပယ်မှာထိတိယောက်ယောက်လုပ်เนาะအားလုံးရဲ့အချုပ်ကငါပဲဆိုတော့တော့မလုပ်နဲ့သိတာတစ်ခုတစ်ခုကိုပဲလုပ်เนาะတစ်ခုပဲလုပ်အဲ့တော့ကျမ်းမာရေးဝင်ကြီးလုပ်မယ်ဆိုကျမ်းမာရေးဝင်ကြီးလုပ်ပြီးတော့မှเนาะပြည်သူပြည်သားတွေရဲ့ကျမ်းမာရေးလိုအပ်ချက်เนาะရဲဘော်ရဲဘက်တွေရဲ့ကျမ်းမာရေးလိုအပ်ချက်လုပ်အခုကတော်လန်ရေးအစိုးရဖြစ်တယ်ခင်ဗျားတို့က100%တရားဝင်အစိုးရမဟုတ်ဘူး ပညာရေးဘယ်လိုပြောမလဲတော်လန်ရေးအစိုးရနောက်တစ်ခုကဘာလဲဂျားကာလာအစိုးရအဲ့တော့တော်လန်ရေးအစိုးရကတော်လန်ရေးအစိုးရလို့နေတာပဲကောင်းတယ်ဝန်ကြီးဌာနလိုမျိုးအစင်းစစ်စာတန်းပေတန်းနဲ့တင်ပြီးတော့ခင်ဗျားတို့ကိုရှင်းပြနေရတာစောက်ဒိတ်ပဲမရှိဘူးဟုတ်လားအရေးကြီးရင်တွေးနီးမယ်ဖူးပေါင်းမယ်ဆောင်ရွက်မယ်အလွယ်တကူဆက်သွယ်လို့ရစီရမယ်အဲ့လိုမျိုးဖြစ်ရမှာခင်ဗျားတို့အခုကြာခင်ဗျားတို့ဆက်သွယ်ခြင်းလို့ရှင်လေဟိုပညာရေးဝန်ကြီးဌာနပဲဖြစ်ဖြစ်ကျန်းမာရေးဝန်ကြီးဌာနပဲဖြစ်ဖြစ် ကာကွယ်ရေးဝန်ကြီးဌာနပဲဖြစ်ဖြစ်ခင်ဗျားတို့ဆက်သွယ်ရရင်အញ្ញခတ်ခဲတာပဲနော်ရဲဘော်တာတင်သေးသွားမယ်ဒုက္ခရောက်ရင်ရောက်သွားမယ်ခင်ဗျားတို့ဆက်သွယ်လို့ကလုံးဝခက်ခဲတယ်အဲ့တော့ပြောချင်တာကခင်ဗျားတို့ကတရားဝင်အစိုးရမဟုတ်ဘူးနော်ကြားကာလအစိုးရနောက်တစ်ခုကဘာလဲအာနာရှင်ကိုတော်လန်နေတဲ့တော်လန်ရေးအစိုးရအကိုဇွဲရဲ့စိတ်ခံစားချက်ကိုတဲ့ပြောတာနော်တော်လန်ရေးအစိုးရတော်လန်ရေးအစိုးရတော်လန်ရေးအစိုးရလို့နေတာပဲကောင်းတယ် 以前对你们不忘嘛，上学嘛，珍惜人家钱嘛，但没有那点不讲的。后面路，后面路过，后面路，大爷问问题的路，后面路没听的；大爷问问题的路，后面路没听的。他们后面路不好了，别在他们举报，录了一家家没一家。后面路，问急的、问累的、问爱的，屁都都讲不。后来业务的啦，人家也没屁多嘛。后面路我老开店的那几年，后面路出国玩了几年，对了。 ကျွန်တော်ပြောတာကိုဆောက်လို့ကိုလို့မလုံနိုင်ရင်ဘေးပဲအကုန်လုံးငါတယောက်တည်းအကုန်လုံးငါတယောက်တည်းနော်နော်အကုန်လုံးငါတယောက်တည်းလုံမယ်ဆိုရဲအကွက်တော်မလုံနဲ့တိတာခင်ဗျားတို့လောက်မသိတဲ့ကောင်တွေကြီးပဲလို့ခင်ဗျားတို့မထင်နဲ့ခင်ဗျားတို့ခင်ဗျားတို့ထက်ပိုသိတဲ့ကောင်တွေလည်းအများကြီးခင်ဗျားတို့နဲ့ခင်ဗျားတို့ထက်ကြမ်းကြင်လိမ်မာတဲ့ကောင်တွေလည်းအများကြီး အဲတော်လန်ရေးအစိုးရတော်လန်ရေးအစိုးရလို့နေတာပိုကောင်းတယ်ဂျာကာလာအစိုးရဂျာကာလာအစိုးရလို့နေတာကောင်းတယ်တရားဝင်အစိုးရရုံရုံဘာရုံရုံလုပ်နေတာကငါတို့ရဲဘော်တွေနဲ့သဟဇတာနော်မဖြစ်ဘူးဖြစ်သွားမယ်နော်အဲ့လိုမျိုးပြောရင်လဲကျွန်တော်ကိုသေးခွဲတယ်ဒလန်လုတ်တယ်အစိုးရကိုဝေဖန်တယ်လို့ပြောအောင်မယ်အဲ့တော့ အခုကဆီယာမတ်တယောက်ကဒါစီဒီယန်ဆီယာမတ်တယောက်ကကျွန်တော်ကိုမမန်လိုက်လို့ကျွန်တော်ပြောတာခင်ဗျားတို့ကျမ်းမာရေးဝန်ကြီးဌာနသူတွေဒါကျမ်းမာရေးစောင့်ရှောက်မှုအတွက်လောင်းကားတဲ့ဆီယာဝန်တွေပေးစွမ်းနိုင်လို့ရှိရင်မတည်မဲ့ရေးပေါ်တပုံကြီးရှိတယ်တည်တာအဲ့ဒါကြောင့်မို့ကိုဆောက်လို့ပဲကိုလို့နော်လက်ခုပ်တီးလိုက်နိုင်ငံသားသွားလိုက်ဟိုဟောပြောတဲ့ဒီဟောပြောတဲ့ခင်ဗျားလို့မဟုတ်ဘူးခင်ဗျားတို့ကကျမ်းမာရေးဝန်ကြီးဌာနကျမ်းမာရေးဝန်ကြီးဌာနကျမ်းမာရေးဝန်ကြီးဌာနလို့လို့ရပြီ အကုန်လုံးပေးဆက်စရာမလိုချီရစာလိုက်ကျုံစရာမလိုချီကျုံတဲ့လူတွေကိုကျွန်တော်တို့အောက်ခြေရလူတွေလှုပ်လိုက်မယ်ကျွန်တော်တို့ကျုံပေးမယ်ကျွန်တော်တို့စေးစေးပညာနယ်ပယ်ရလူတွေစေးပညာအလုပ်ကိုလှုပ်သိလားကိုလို့ကိုမလို့ရင်တော့ချီကျုံတဲ့ကောင်ကတက်ပြောတာကိုခံရလိမ့်မယ်အော်လူမျိုးတွေကျွန်တော်ကျွန်တော်ပြောချင်ရကျွန်တော်ခုကပြော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 ချင်းချင်းပို့ပေါ်ပါပါပဲကျွန်တော်နေချင်တယ်ဟုတ်မယ်အာကျွန်တော်မဲရောက်မယ်ဗီဒီယိုဖုံးဆက်ကျွန်တော်မဲရောက်မယ် အဲမဲကိုလာဝယ်ပေးပါကျွန်တော်မဲလေးကတော့အဆုံးသက်တိုက်ပွဲလို့အမိပေးထားတဲ့မဲလေးဖြစ်ပါတယ်ပေါ့မဲကတော့အုတ်ထုတ်တစ်လုံးပဲပါတယ်ဘာမှမပါဘူးနော်ပေါ့မဲကတော့နော်ပေါ့မဲကတော့အုတ်ထုတ်တစ်လုံးပဲပါတယ်ဘာမှမပါဘူးမဲရောင်းတယ်ပတ်စံရှိရင်မြန်မာငွေတစ်သောင်းပဲကြားတယ်ပေါ့နော် ကျွန်တော်ရဲ့အကောင့်မက်ဆန်ဂျာမှာလာဝယ်လို့ရတယ် justice soldier pay မှာတော့ဝယ်လဲရတယ်နော်ကျွန်တော်အကောင့်မက်ဆန်ဂျာမှာလည်းဝယ်လို့ရတယ်